ကောလာဂျင်နဲ့ရအောင်ချက်အယိုးဘလို့ပြုတ်ရလဲဆိုတာနောက်မှတင်ပေးပါမယ်။အရင်တစ်ခါကပြောတယ်ကောလာဂျင်အယိုးပြုတ်ရင်ဘလို့လုပ်ရလဲဆိုတာဒီဗီဒီယိုလေးမှာလုပ်ပြပါမယ်။အရင်ဆုံးချက်ယိုးတွေမှာကတ်နေတဲ့အစီတွေကိုဖယ်ထုတ်ပြတိကျရေးဆေးပြီးရင်တော့ဘန်းတစ်ခုတည်းကိုစီပြီးထည့်အယိုးတွေကအဟာရတက်တွေပို့ပြီးထွက်လာအောင်လို့ချက်ယိုးပေါ်ကိုရှာလကရေးဖြန်း ပြီးရင်တော့အပူချိန်180ဒီဂရီစီနဲ့မိနစ်30လောက်ကင်ပေးလိုက်ကြေရိုးကင်တာတော့အသီးအရွက်တွေပြင်ရေခဲတက်တာထဲမှာလက်ကျန်သုံးဖို့ကြံရှိနေတဲ့အသီးအရွက်တွေအကုန်လုံးကိုထုတ်လိုက်အဆင်ပြေမဲ့အသီးအရွက်လေးတွေထည့်ပြီးသုံးသွားပေးလို့ရပါတယ်ဒါလေးကတော့အရင်နေ့ကဟင်းကျူချက်တောက်ပြီးကြံနေတဲ့ကြောက်ပြုံပြီးကိုအတုံးလေးတွေလှီတရုတ်နန်နန်အကြီးစားကိုလည်းအတုံးလေးတွေပြီးမယ်ဒါကတော့ leak လို့ခေါ်တဲ့ကျက်သွမ်းမိတ်အကြီးစားကိုလည်းအတုံးလေးကိုလှီဂျင်းကိုလည်းအတုံးလေးကိုလှီကျက်သွမ်းပြူကိုတစ်ချမ်းခွဲမုန်လာဟုတ်နေလို့လည်းအတုံးလေးလှီ ။ပြီးရင်တော့အားလုံးကိုရေဆေးပြီးစစ်ထားမယ်။ကြက်ရိုးကိုလည်းဒီတက်အယောင်လေးပို့လောက်အောင်ကင်မယ်။ပြီးရင်တော့ပြုတ်မဲ့အိုးတွေကိုရေထည့်။လှီးထားတဲ့အသီးရွက်တွေထည့်။ကြက်ရိုးကင်ထားတာလည်းရပါပြီ။ဒီလိုကင်ပေးခြင်းအပြင်အယိုးမှာတွေ့ကက်နေတဲ့အစီတွေအားလုံးထွက်သွားပါပြီ။ကြက်ရိုးကင်ရမှာအခုလိုမျိုးချော့ချောက်ကလေးဖြစ်နေရပါမယ်။ပြီးရင်တော့ခုနအိုးတွေကိုထည့်။ ကြက်ရိုးတွေမြုပ်သွားတဲ့အထိရေထက်တယ်။ကရဝဲရွက်နဲ့ငရုတ်ကောင်းစိတ်နဲ့ထက်ပြီးရင်တော့အဖုံးအုပ်ပြီးတော့ဆူလာအထိတည်ထားပြီးလိုက်။ဟေးဦးဆူလာပြီဆိုရင်တော့အပေါ်ကိုတက်လာတဲ့အစီနဲ့အမြုပ်တွေကိုဖယ်ထုတ်ပြီးပြီးရင်တော့နောက်ထပ်တနအီခွဲလောက်အားလုံးနိုးအောင်ထပ်တည်ပြီးလိုက်။ဒီအနေထားလောက်ဆိုရင် အရိုးပြုတ်ရရပါပြီ။ပြီးရင်တော့စကားနဲ့အကုန်စစ်ချပြီးတော့အရေကိုပဲယူပါမယ်။ အယိုးတွေကအရေးတွေပါတေချာညှစ်ထုတ်ပေးပြီးရင်တော့ကျန်တဲ့အဖက်တွေအကုန်လုံးကိုလှုပ်လိုက်ပါပြီးရင်တော့ပလင်းအလွတ်တစ်ခုတည်းကိုထည့်လုံးဝအေးသွားတဲ့အထိအေးခံထားချက်ပြုတ်ရည်တွေအေးသွားပြီဆိုရင်တော့ရေခဲတက်တာတွေကိုထည့်ပြီးတော့တ냐လောက်တင်ထားလိုက်ချက်ပြုတ်ရည်တွေကိုရေခဲတက်တာထဲမှာတ냐တိထားလိုက်တော့အပေါ်ရံမှာအစီတွေဝေ့ပြီးခဲလာပါတယ်။ခဲနေတဲ့အစီတွေကိုခတ်ထုတ်ပစ်လိုက်။ အပေါ်ရံမှာတက်လာတဲ့စီအားလုံးကိုခတ်ထုတ်ပြီးသွားပြီဆိုရင်တော့အစီကင်းစင်သွားတဲ့ကြက်ပြုတ်ရည်တီးတန့်ရသွားပါပြီကြက်ပြုတ်ရည်ကိုတခါတည်းကုံအောင်သုံးနိုင်တယ်ဆိုရင်တော့ရေခဲတရတယ်မှာဒီတိုင်းပဲထားလိုက်ပါဒါမှမဟုတ်သုံးလို့မကုံဘူးဆိုရင်တော့အခုလိုမျိုးအထုပ်ကလေးနဲ့ထုတ်ပြီးတော့အခဲကန်းထဲမှာထည့်ထားလိုက်ရင်အကြာကြီးသုံးလို့ရပါတယ်အခုလုပ်ထားတဲ့ရိုးပြုတ်ရည်ကိုဟင်းဂျိုဒါမှမဟုတ်ခောက်ဆွဲပြုတ်ဟင်းရည်တွေလုံတော့တာပဲဖြစ်ဖြစ်အခုလိုမျိုးဟင်းရည်လုံတော့တာပဲဖြစ်ဖြစ်မိမိကြိုက်နေတဲ့သလိုသုံးဆောင်လို့ရပါတယ် အယိုးပြုတ်ရေလုတ်တဲ့အခါတော့ကအရသာမထည့်ထားပါဘူးချက်ခံနေတော့မှမိမိစိတ်ကြိုက်အရသာကိုပြင်ဆင်ပြီးသုံးဆောင်လို့ရပါတယ်ချစ်တဲ့ငချင်းတွေလည်းလက်လို့ရှိလိုက်တော့နော်ကဲစားမိပြီဆိုရင်တော့ထုံးစံတိုင်းဆေးကြောရေတုပ်အဝင့်နဲ့အုပ်